စစ်တပ်ကစစ်တပ်နေရာမှာပဲရှိရမယ်อืมစစ်တပ်ကဟိုကာကွယ်ရေးမှာပဲရှိရမှာဖြစ်တယ်အခုလက်ရှိနိုင်ငံရေးအခြေအနေကစစ်တပ်ကအတိုင်းအတာတစ်ခုထိပါဝင်ခွင့်ရှိနေပြီမဲ့အမှန်တကယ်ကစစ်တပ်ဒီစစ်တမ်းရမှာပဲရှိရမယ်ဆိုတာတော့ဒါဒီမိုကရေစီရဲ့ဆန်းเนาะနိုင်ငံတကာရဲ့ဆန်းဒါတွေကိုတော့ခင်ဗျားတို့နှလုံးသားထဲမှာတွင်းထားရမှာဖြစ်တယ်ဆိုတာမမေ့နဲ့။ဘယ်နည်းနဲ့ပဲထွက်ထွက်လာထွက်လာဘူးအဓိကပဲကျွန်တော်တို့ကတော့လဲ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 ကျွန်တော်တို့ကြိုးဆိုးတယ်ဗောနော။ကျွန်တော်တို့ဒီတိုက်ပွဲဖြစ်မှ လမ်ယူမထောင်တဲ့ကျွန်တော်တို့ကမတနာတော့ဘူး။ဒါပေါ့။ကျွန်တော်တို့ကြိုက်တယ်။ပကံပြပြီးမှကြီးဆန်ကုံမှအဝိုင်းမီမှအလမ်ယူထောင်တယ်ဆိုရင်တော့ကျွန်တော်တို့မှထပ်ပြီးတော့စဉ်းစားမှမပါဘူးပေါ့။ကျော်လမ်ပြောရရအောင်ပဲမင်္ဂလာပါ။ဆိုတော့စက်တဘာလ26ရက်နေ့ညနေပိုင်းတော်လိုင်းနဲ့ပတ်သက်တဲ့တရေဦးတရင်ထူတရင်ကောင်းလေးတွေကိုအရင်ဦးစွာနားဆင်ကြပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်။ ပရောဇိုတဲ့နေ့ကတော့မင်းတို့မြို့နယ်ပသိမ်မုံရလမ်းမှာဆေဥစုတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်ကြီးကားကိုစစ်ဆေးဖို့ရက်တန့်ခိုင်းနေဒါပေမဲ့ဒီကောင်တွေကမောင်းပြေးတဲ့ကြောင့်မလို့လိုက်လံပစ်ခတ်ရှင်းလင်းခဲ့တယ်။ကားပေါ်ကနေပြီးတော့မှဘုံတွေလက်ထိတ်တွေနဲ့ကွန်တုံးတွေအပါအဝင်ဒါပစ္စည်းတွေအများအပြားသိမ်းရမိတယ်ပေါ့နော်။ First တွေလည်းပါတယ်။ဆိုတော့ကွန်တုံးကတော့ဒီကောင်တွေကငကိုတွေကမရိန်တက်ပဲလေ။မရိန်တက်ပါပဲ။ဆိုတော့ဒီမရိန်တက်ကတော့သူတို့ငကိုတွေကလည်းအရင်တည်းကအသက်85နှစ်အဖွာအွယ်တော်မှဒီကောင်တွေဒါတဝဲတည့်ရချောင်းမှဆိုရင်အသက်85နှစ်အွယ်တဝဲတည့်ရချောင်းမှဆိုရင် ဒါကျွန်တော်တို့စီးချုပ်ဖြစ်ပြီးတော့မှကျွန်တော်တို့ဘက်ဖြတ်ထားတဲ့နော်ဒါအဖွားဝတယောက်ဆိုရင်ဒီကောင်တွေမတိန်ချင်းတက်နေတာတွေ့တာပဲလေဆိုတော့ဒီကောင်တွေကတက်ကြီးရွယ်ဦးပဲဖြစ်ဖြစ်ဟိုတက်ငယ်တွေပဲဖြစ်ဖြစ်ဒီကောင်တွေမျက်လုံးထဲမှာကာမစိတ်တွေတဟုန်တို့တိုးတက်လာပြီဆိုရင်ဒီကောင်တွေကဒီဟာလှုပ်ဖို့တော့ပဲအာတိသာရှိနေတဲ့ကောင်တွေဆိုတော့ကွန်တုံးဆောင်ထားတာမဆမ်းပါဘူးဆိုတော့အဲ့ဒီကောင်တွေအခုလိုက်ပါလာတဲ့အစည်းကောင်ကိုဒါကျွန်တော်တို့ဒါရက်တန်ခိုင်းတယ်ရက်တန်ခိုင်းတဲ့ဥစ္စာမောင်းပြေးတယ်ပေါ့နော်မောင်းပြေးတဲ့အချိန်မှာကျွန်တော်ညီကိုရော်တွေကလိုက်လံပြက်ခတ်ရှင်းလင်းတယ် ရှင်းလင်းတဲ့အချိန်မှာဒီကောင်တွေကားထားပြီးထွက်ပြေးသွားတာပေါ့ကားထားပြီးတော့မှဒီကောင်တွေထွက်ပြေးသွားတယ်ဒဏ်ရာတွေလည်းအများကြီးဒါရနိုင်တဲ့အခြေအနေရှိရလို့သိရတယ်ဆိုတော့ဒီကားကိုတော့ကျွန်တော်ညီကတော်တွေကမီးရှို့ပြီးတော့မှရှင်းလင်းလိုက်တယ်လို့သိရတယ်ကောင်းပါတယ်ခွေးစည်းတဲ့ကားကိုကျွန်တော်ညီကတော်တွေမစည်းပါနဲ့ကျွန်တော်တို့ညီကတော်တွေရဲ့ကန်တရားတွေလည်းနှိမ့်သွားမယ်ဖုံးကန်တွေလည်းနှိမ့်သွားမယ်အဲ့တော့ခွေးစည်းတဲ့ကားကိုသူတို့နဲ့တန်တဲ့မီးရှို့ခြင်းဖြင့်သာအဆုံးသက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ညီကိုများဟုတ်ကဲ့ပါနောက်တဲ့တင်ရင်းရတော့ KNB နဲ့ Dimoso Fruso လမ်းမကြီးတက်ပေါ်တဲ့တဲမှာအချမ်းမဲစက်ကောင်တွေတက်တာ20ကျော်တည်ဆုံးပြီးတော့မှ စစ်ကား၂စီးတပ်မင်းပြက်စီးခဲ့တဲ့အကြောင်းကိုကရင်ပြည်မျိုးသားများကော်မတီတက် KNDF ဘဝသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတို့ကပြောပါတယ်ဆိုတော့ဒီကောင်တွေကဩဂုတ်လကနေစတင်ပြီးတော့မှဒီမော့ဆိုကနေပြီးတော့မှအဲ့ကျွန်တော်တို့ဒီဒီမော့ဆိုမျိုးနဲ့အတွေ့အကြုံပေါ့နော်အင်အားလုံးကြီးနဲ့ဒီကောင်တွေစစ်ကြောင်းထုတ်လာတယ်ဒီမော့ဆိုဖရူဆိုဘောလခဲပေါ့နော်အဲ့အဲ့လမ်းမကြီးတောက်လျှောက်မှာလည်းအခုဒါကျွန်တော်တိုက်ပွဲတွေအများကြီးဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှအသွားလာဆင်ကျင်ကြဖို့လေအားလုံးကိုဒီနေရာတွေမှာတိုက်တွန်းကြတယ်လောလောဆယ်မှာတော့ကျွန်တော်တို့ဒါဒီမော့ဆိုဖရူဆိုလမ်းမမှာတော့ကျွန်တော်တို့ညီကိုတွေကမွေးငါပွဲ20 ဒါတော့ကျွန်တော်တို့အထက်ကိုကျွန်တော်ချက်ထားတယ်ဒါအပြင်ကိုဒါကျွန်တော်တို့စက်ခွဲတွေစီးတဲ့လူမစီးတဲ့စက်ခွဲကားနှစီးထပ်မတဲ့ကိုလည်းကျွန်တော်ညီကိုရော်တွေကဖျက်ဆီးနိုင်ခဲ့တယ်အဲ့တော့ဝမ်းသာစရာကောင်းတဲ့ဆက်ပြီးတော့မှစူးစမ်းပေးပါဦးကရင်ဒီအတွက်ကောဒါပြောမှဆိုရင်ကရင်ဒီပြည်သူအတွက်ကောဆက်ပြီးတော့မှ fighting စူးစမ်းပေးပါဦးလို့ဗလာဒါကြီးကဒီနေရာနဲ့တိုက်တွန်းလိုက်ပြရစီနောက်တဲ့တဲ့တွေကတော့ရုရှားပြမင်းအောင်လည်းကိုကြိုဆိုမဲ့စစ်တပ်ထောက်ခံတဲ့သူတွေအတွက်ဒါနေပြီးတော့လာဖို့အတွက်ကိုပေါ့နော်လန်စီဟိုတယ်ကတွေအပါဝင်နေထိုင်စားပေါ့နော်ဒါကျွန်တော်တက်ကိုက ဇယိန်ငိမ့်နဲ့ငွေချက်3000မှာမပိုးပေးနေတဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဆိုတော့အဲ့ဒီဥစ္စာတွေကကျွန်တော်ပြောချင်တာကဘာလဲဆိုတော့လေဒီကောင်လေးအဆင့်ဆင့်တိုးတက်သွားပြီအရင်တော့က9000သား9000သားနဲ့6800သား6800သားနဲ့ပြီးတော့အခုဒီကောင်လေး3000သား3000 3000အဲလိုပမာဏအဖြစ်ဒီကောင်လေး3000သားဖြစ်သွားပြီနည်းနည်းတော့ level လေးတော့မြင့်လာတာပေါ့ဒါပေမဲ့တေချာတကူကတော့ခွေးထောက်ခံသူကတော့ခွေးချစ်သူကတော့ခွေးချစ်သူပဲခွေးထောက်ခံသူကတော့ခွေးထောက်ခံသူပဲအဲ့တော့ကျွန်တော်ဆက်ပြီးတော့မှပြောချင်တာကဘာလဲဆိုတော့ဒီမုတ်ဘိုးအပြင်ပေါ့နော်အနေတိုင်းစားတက်ခုကဇယိတ်ငိမ့်အဲ့ဓာတွေအပြင်ကိုကျွန်တော်အနေနဲ့ အဲတချို့စရိတ်လေးပါအဲကျွန်တော်တို့2000ထပ်ထည့်ပေးလိုက်မယ်ဆိုရင်ဒီကောင်နေ9000သားဖြစ်သွားမယ်တော့ဒါလေးကိုလည်းမေးအောင်လိုက်ရပါဝဲစက်တက်မှာရှိနေအထက်အရာရှိနေစက်တက်ကိုအားပေးထောက်ခံတဲ့သူတွေနော်စက်တက်နဲ့ပတ်သက်ပြီးတော့ရက်တီလေးတဲ့သူတွေကိုကျွန်တော်ကအချက်ညာပေးရပါနော်โอเคပါဆိုတော့နောက်ထပ်သတင်းလေးကတော့တရိုင်းနိုင်တိုင်းပလောမျိုးနဲ့တောင်ယာကမ်းရွာမှာတက်ဆွဲထားတဲ့အချက်ဘက်စစ်သားတွေကိုဝေရောက်တက်ခတ်ရမှာစစ်တပ်ကနှစ်ဦးသေဆုံးခဲ့တဲ့အကြောင်းကို KNLA တပ်မဟာလေးအထူးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်ဆိုတော့ ဒီကြောင့်စက်တင်ဘာလ26ရက်နေ့နက်9:00နာရီမိနစ်20ခန့်အချိန်မှာတမိုင်တောင်စကန်ကနေပြီးတော့ဆွတ်ခေါ်ထွက်ပြီးသွားတဲ့အချက်ဘတ်စစ်သားတွေကိုဒါကြတော့ဒီကောင်တွေကပေါ့နော်တောင်ရကန်းကြီးရွာမှာတဆွဲထားတဲ့အကြောင်းမလို့ကျွန်တော်ညီကိုရရဲ့တွားရောက်တိုက်ခတ်ခဲ့တယ်အဲ့လိုတွားရောက်တိုက်ခတ်တဲ့အချိန်မှာဒီကောင်တွေဘက်က2ဦးသေဆုံးတယ်တုံးအပြင်းထန်တရားရရှိခဲ့တယ်ပေါ့နော်ကျွန်တော်တို့တော်လိုင်းရဲဘော်ဒီကိုတွေကတော့အထူးကဲမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်။အိုးအိုးဒဝဲမှာလည်းချက်၊ကရင်နီမှာလည်းချက်၊ရခိုင်မှာလည်းချက်အားရဖို့ကောင်းလိုက်တာ။နောက်ထပ်သတင်းကောင်းလေးကတော့မခွေးတိုင်းကဖဲပြုတ်နယ်အမ်ဘရန်လမ်းမှာရှိတဲ့ စစ်တကကောင်တွေအခိုင်အမာတက်ဆွဲထားတဲ့ဂုတ်ကြီးကျေးရွာကိုအာရကတတော် A ကအပိတက်သိမ်းပိုက်လိုက်ပြီဖြစ်တဲ့အကြောင်းကိုအာရကတတော် A နဲ့နီးစပ်တဲ့စည်ရေးတရင်ပစ်ထံကနေပြီးတော့သိရပါတယ်ဆိုတော့ဂုတ်ကြီးရွာကိုအာရကတတော် A ကသိမ်းပိုက်လိုက်ပြီတေချာတခုကတော့အာရကတတော် A နဲ့ပတ်သက်လာရင်မင်းတို့စစ်တပ်ရဲ့နောက်ဆုံး result ဟာဒါပဲနော်ကာလနာတိုင်မိုးမွေးကပ်ပြီးတည်ဆုံခြင်းနဲ့အတူမင်းတို့ရဲ့စခန်းတွေမင်းတို့လက်ရှိစုံမထားတဲ့နေမီတွေကိုအာရကတတော် A ကသိမ်းပိုက်လိုက်တယ်ဆိုတဲ့ဥစ္စာတွေကလနာကြဝင်ကြပါတယ်လို့ပလတ်တိုင်ကြီးက ဒေါ်လာပြည်သူတွေကိုလည်းဝမ်းသာအားရစရာသတင်းတပုတ်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာသတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါပထမဦးစွာဒါကျွန်တော်တို့ဒါအားလုံးလည်းထန်ပါပေါ့နော်ထန်ပါကိုအားလုံးသိကြပါပါအဲဒီတစ်ခေါက်မှာတော့ကျွန်တော်တင်ဆက်ပေးခြင်းနဲ့ထန်ပါကတော့ဒီကျွန်တော်တို့မင်းတက်မင်းတက်ထန်ပါပေါ့နော် မင်းတက်ထန်ပါလေးကိုကျွန်တော်တို့တူတူအားပေးလိုက်အောင်ပါဗျာဝါနာယူမင်းအောင်ဆိုင်ငန်းနာ All I right. Oh. Wow. မေတ္တထံပါမေတ္တထံပါယူသွားမယ်နော်ဟဲ့ရောက်လက်တန်းနော်လက်တန်းလက်တန်းအာတောင်ရမ်းလိုက်တယ်ရောက်ကြီးချစ်တယ်နော်ချစ်စရာကြီးတိုင်းသားတွေတအားချစ်ဖို့ကောင်းတယ်သူတို့တွေနှစ်ပေါင်းများစွာစစ်တပ်ရဲ့ရက်ဆက်မှုတံကိုခံခဲ့ရရမယ်အခုချိန်မှာသူတို့ရဲ့လမ်းစာတွေရောင်းတွေသူတို့မြေနေရဖြစ်တဲ့ကြောင့်မလို့သူတို့ဒီတော်လိုင်းအခင်းရှင်းနဲ့မှာပါဝင်လာခဲ့တာပြည်သူကအလမယားကြီးပေါ့ချင်းလက်လက်ကိုင်းအကုန်လုံးပေါ့တိုင်းသားတွေ ပြောမယ်ဆိုရင်စုပေါင်းညီညာအောင်ကြောင်းဖြာတကယ်ကိုဝိုင်းဝန်းပြီးတော့မှအတူကြိုးစားကြမယ်ဆိုရင်ဒီစစ်ခွေးတွေဘာမှမသိစေရအကြောင်းမရှိဘူးတစ်စစ်အာဏာရှင်ဘာမှမကြစေရအကြောင်းမရှိဘူးဒါလေးကိုလည်းကျွန်တော်သိစေချင်တယ်ဆိုတော့ဒါမေတ္တထံပါဖြစ်ပါတယ်โอเคဆိုတော့နောက်တဲ့ဗီဒီယိုပါလေးတစ်ခုကြည့်အောင်ပါဒါကတော့ဖင်လန်ဘောင်ဘောင်ပေါ့နော်ဖင်လန်ဘောင်ဘောင်ဖြစ်ပါတယ်ဆိုတော့ဒီလက်ရှိဒါဒီကောင်ဇပင်တွေလည်းပေါက်လာတယ်လို့ပြောမယ်ဆိုရင်စကားတွေကလည်းပြောမယ်ဆိုရင်ဇပင်နဲ့အတူညံရည်တွေပါတိုးလာတာဗျာသိလားအေးဖင်လန်ဘောင်ဘောင်နားထောင်ကြည့်သူပြောတာ နိုင်ငံကိုတဲ့စစ်တပ်ကအုပ်ချုပ်တာလားပြည်သူကအုပ်ချုပ်တာလားအဲ့တော့ပြည်သူကလည်းအုပ်ချုပ်လို့မရဘူးအာစစ်တပ်ကလည်းအုပ်ချုပ်လို့မရပါဘူးเนาะမြန်မာနိုင်ငံကိုအုပ်ချုပ်မှာကပြည်သူတွေကယုံကြည်ကိုးစားပြီးတော့တင်မြောက်ထားတဲ့ပြည်သူကိုယ်စားလှယ်တွေကအုပ်ချုပ်ရမှာပါအဲ့တော့စစ်တပ်ကလည်းနိုင်ငံရေးနဲ့ပါဝင်ပတ်သက်နေတယ်တေချာတို့ကစစ်တပ်ကစစ်သားတွေအားလုံးလည်းပြောမယ်เนาะခင်ဗျားတို့စစ်တပ်ကစစ်ဗိုလ်ချုပ်တွေကအားလုံးပြောမယ်စစ်တပ်ကစစ်တပ်နေရာမှာပဲရှိရမယ်อืมစစ်တပ်က ဟိုကာကွယ်ရေးမှာပဲရှိရမှာဖြစ်တယ်အခုလက်ရှိနိုင်ငံရေးအခြေအနေကစစ်တပ်ကအတိုင်းအတာတစ်ခုထိပါဝင်ခွင့်ရှိနေပြင်မဲ့အမှန်တကယ်ကစစ်တပ်ဒီစစ်တမ်းရမှာပဲရှိရမှာဆိုတာတော့ဒါဒီမိုကရေစီရဲ့ဆန်းเนาะနိုင်ငံတကာရဲ့ဆန်းဒါတွေကိုတော့ခင်ဗျားတို့နှလုံးသားထဲမှာတွင်းထားရမှာဖြစ်တယ်ဆိုတာမမေ့နဲ့။အဲ့တော့စစ်တပ်အားပေးထောက်ခံတဲ့သူတွေလည်းသိရမှာဖြစ်တယ်။အဲ့တော့ခင်ဗျားတို့ကရမ်းကြိုက်လွန်အားကြီးလို့ဟုတ်လား။လုံးဝဟိုဘယ်လိုခေါ်မလဲဆိုတော့ခံကျင်လွန်အားကြီးလို့ခင်ဗျားတို့ကခင်ဗျားတို့စစ်တပ်ကိုဘလောက်ကြီးပဲချစ်နေချင်တယ်။ကျွန်တော်လည်းချစ်တာပဲ။ ဒါပေမဲ့တော့နိုင်ငံရေးနဲ့ပတ်သက်လာလို့ရှိရင်စစ်တပ်ဟာစစ်တမ်းရမှာပဲရှိရမယ်။ဒါပေါ့အခုလိုမျိုးမြန်မာနိုင်ငံမှာဒါမျိုးလက်နက်ကိုင်တွေရှိနေတဲ့အတွက်ကြောင့်မို့လို့စစ်တပ်ကနိုင်ငံရေးနဲ့မှာပါဝင်ပတ်သက်နေတာကိုကျွန်တော်တို့အနေနဲ့နားလည်လို့ရပါမယ်။အမှန်တကယ်အားလုံးသိထားမယ်စံနှုန်းကိုခင်ဗျားတို့မှတ်ထားပါစစ်တပ်ဒီစစ်တမ်းရမှာပဲရှိပြီးနိုင်ငံတော်ကာကွယ်ရေးမှာပဲရှိတင်ပါလေ။လွတ်တော်ထဲမှာဘာမှလာပြီးတော့ဟိုကန့်လန့်လဲတိုက်နေစရာမလိုနေစရာလည်းမလိုဘူးခင်ဗျားတို့နေရာမဟုတ်ဘူး။ကိုယ်နေရာကိုပြန်ရမှာဆိုတော့ခင်ဗျားတို့လုံးဝလုံးဝမမေ့နဲ့။ဒါပေါ့ အဲ့အဲ့ဒီအချင်းနေအခင်းချင်းကိုရောက်အောင်သွားမဲ့ရည်မှန်းချက်ခင်ဗျားတို့အုံနောက်ထဲမှာခင်ဗျားတို့အုံနောက်ထဲမှာခင်ဗျားတို့နှလုံးသားထဲမှာအမြဲတမ်းမှတ်ထားရမယ်ဆိုတာမမေ့ပါနဲ့နော်အော်မသိလို့ရှိရင်ခင်ဗျားတို့စစ်တပ်ကတချင်းလုံးနိုင်ငံကြီးမှာနေလို့မရဘူးနေလို့မရဘူးအဲ့လိုအချင်းနေမျိုးရောက်အောင်လဲဥမင်းအွန်လိုင်းကတချင်းလုံးအခုလုံနေတဲ့ပုံစံတွေကဟိုဘလိုမှာစစ်တပ်ကစစ်တမ်းလျားမှာနိုင်ငံတော်ကာကွယ်ရေးမှာပဲနေရမယ်ဆိုတာတော့သူကိုယ်တိုင်နဲ့တည်ထားမှာဖြစ်တယ်ဘာကြောင့်လဲ ဘာကြလဲဆိုတော့နိုင်ငံကစံနှုန်းနဲ့မကိုက်ညီဘူးမကိုက်ညီလို့ရှိရင်စီးပွားရေးနိုင်ငံရေးတန်တမာရေးတွေမှာအများကြီးအများကြီးကျွန်တော်တို့အခက်ခဲရှိတယ်နော်အခုလိုပြောလူစကားပြောတဲ့စစ်ဘောမှမြန်မာနိုင်ငံမှာမရှိပါဘူးတိုင်းတစ်ပါးမှလည်းမရှိပါဘူးဒါဟာဖင်လန်မောင်မောင်တယောက်ပဲရှိပါတယ်ဒါလေးကိုလည်းသိစေချင်တာအဲ့တော့ဇပင်းနေပေါက်လာတဲ့အချိန်မှာအဲ့တော့လူစကားတွေတော်တော်ပြောလာတာနော်ဝိုက်စစ်တပ်ပတ်သက်ပြီးတော့မှပြောတဲ့ဟာတွေအကုန်လုံးကအမှန်တည်းကြီးပဲ စစ်တပ်ဆိုတော့နိုင်ငံရဲ့ကာကွယ်ရေးနေရာမှာမရှိရမှာအမှန်ပဲလေဒီကောင်တဲ့နိုင်ငံရဲ့ကာကွယ်ရေးနေရာမှာမရှိဘဲနဲ့နိုင်ငံရဲ့စီးပွားရေးလူမှုရေးအကုန်လုံးချီးပါသေးပါကွာဆောင်ဝယ်ဆွတ်ဖတ်ချင်နေဆိုတော့ဒါစစ်တပ်မဟုတ်တော့အာဏာရှင်ဖြစ်သွားပြီဒါဟုစစ်တပ်တွေကအာကောင်တွေကိုစစ်တပ်အာပေးထောက်ခံတဲ့သူတွေဒါမသိတာပြည်သူတွေကသိတယ်အခုဒီမှာတချို့စစ်ဘောမှလည်းဆိုအမြင်မှန်တွေရအောင်ရပြီဒါလေးကိုသိစေချင်တာโอเคဆိုတော့နောက်တစ်ဗီဒီယိုလေးတစ်ခုကြည့်အောင်ပါဒါကတော့ဒီကျွန်တော်တို့ဆရာအဲဒီကျွန်တော်တို့ဆရာကိုဆိုင်ပေါ့နော် viewer မှုပေါ့နော် viewer မှုကိုဆိုင်သူဘာတွေပြောမလဲကျွန်တော်တို့အားလုံး နားထောင်ကြည့်အောင်ဆိုတော့သူကလည်းဒါလက်ရှိအခြေအနေတခုမှာ SSNDF KNDF ရဲ့ဒါကျွန်တော်တို့ပြောဟာမှုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကိုဆိုင်ဘာပြောမလဲကျွန်တော်တို့အားလုံးအထူးထူနားထောင်ကြည့်အောင်သူလက်ရှိတိုက်ပွဲထက်သန်းပုံလေးတွေစစ်တုံးမနဲ့ပတ်သက်ပြီးတာတွေဒါလေးတွေနားထောင်ကြည့်အောင်အဓိကတော့ကျွန်တော်ပြောချင်တာကတော့လူတယောက်မှာအုံနောက်တစ်ခုပဲပါတယ်ဗျာဘယ်သူမှပုံမပါဘူးအဓိကအဓမ္မနဲ့ဓမ္မကြမှာကျွန်တော်တို့ညာနေဆိုတာမရှိဘူးခင်ဗျားဘယ်ဖက်ရမလဲ မြတ်ဓမ္မဖက်ရမလားဓမ္မဖက်ရမလားခင်ဗျာကြိုက်တဲ့နေရာကြီးအဲ့နလမ်းပဲရှိတယ်ကျွန်တော်တို့ကတော့ရှင်းတယ်อือခင်ဗျားတို့ဒီလူလာတိတ်နေတဲ့လူတွေရော နောက်ပြီးတော့ဒီစကားစားအတွက်လူလာတိတ်ဝဲဝင်ပေးနေတဲ့လူတွေရော နောက်ပြီးတော့ဒီခိုင်းလို့လောက်တာခိုင်းလို့လောက်နေတဲ့လူတွေရောပေါ့နော်ဒီစိတ်မပါဘူးနဲ့ခိုင်းလို့လောက်နေရတဲ့လူရောအခက်ခဲဆိုတာနေရာတိုင်းမှာရှိရဗျခက်ခဲဆိုတာနေရာတိုင်းမှာရှိတယ်ကျွန်တော်တို့လည်းရှိတာပဲ ဒါပေမဲ့ကျွန်တော်တို့ခုနပြောလိုမျိုးပဲအတမနဲ့တမကိုခွဲခြားသိမြင်နိုင်စွမ်းရှိရင်ပဲရပြီအဲမြန်မတရားမှုအတွက်ခမရဥစ္စာမလုတ်ပေးနိုင်ဘူးလားဒါပေမဲ့မတရားမှုဘက်မှာတော့မရက်တည်နဲ့อืมခမလုတ်ကြအောင်နေအတိတ်ကတော့ကျွန်တော်လည်းဒီဖက်မှာပဲကျွန်တော်တော်အလင်းဝင်လာတဲ့လူတော်တော်များကိုကျွန်တော်တို့ခေါ်ထုတ်ပေးရဘူးတယ်ဗောနော်ခေါ်ထုတ်ပေးရတချို့ကလွယ်တဲ့လူရှိတယ်လို့ခက်ခဲတဲ့အပိုင်းတွေလည်းရှိတယ်ဗောခက်ခဲတဲ့အပိုင်းတွေရှိတယ်ကျွန်တော်ခေါ်ထုတ်ပေးရတဲ့လူတချို့ဆိုရင် သူတို့ကင်းချင်ရလွဲပြီးတော့တနက်မပေးခင်อืมအဲ့လိုမျိုးထားတယ်ယုံလည်းမယုံအဲယုံလည်းမယုံနောက်ရေချိုးသွားတာတော့အဆောင်ရေပေါ်တယောက်ထည့်ပေးတယ်ဘူးအဲ့လိုမျိုးအနေထားအနေခက်ခဲခဲကိုနှစ်ရက်လောက်ကျွန်တော်တို့အချိန်ယူရတယ်အချိန်ယူပြီးတော့ကျွန်တော်တို့ခေါ်ထုတ်ရတယ်ဗောနခေါ်ထုတ်ရတယ်အဆက်အသွယ်လုတ်တယ်နောက်အချက်ပြစနစ်တွေလုတ်တယ်ဒီအဆက်အသွယ်ရတဲ့အချိန်မှာဘယ်ဘယ် point ဘယ် point ဘယ်လိုအချက်ပြမယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့စီစဉ်ပြီးတော့အဲ့လိုမျိုးနဲ့ကျွန်တော်တို့ လေးရောက်ကျွန်တော်တို့အဲ့လိုမျိုးအခက်ခဲဆုံးပေါ့နော်။၂ရက်လောက်ချိန်ယူပြီးတော့ကျွန်တော်တို့ခေါ်ထုတ်ရတဲ့အနေအထားမျိုးကျွန်တော်တို့ရှိခဲ့ဘူးလေ။อืมอดิก็တော့အဆက်တွေရရင်ကိုပဲအဆင်ပြေတယ်ဟုတ်တယ်ဘာလို့လဲဆိုတော့ဒီဘက်ကဒီလိုမျိုးလာခြင်းစိတ်ရှိတဲ့သူတွေကိုဘလို့မှအဲခုနလိုစစ်ကောင်စီဝါဒဖြန့်လိုမျိုးတက်ပြစ်တာမျိုးအဲခုနလိုရဲဆက်ဆက်လှုပ်ပြစ်တာမျိုးလုံးဝမရှိဘူးပေါ့နော်အာမရှိဘူးလုံးဝကဲတောင်ကဲပေးရတဲ့အနေထားပေါ့နော်အဲတော့အဆက်တွေရဖို့အတွက်ကိုနှီးဆက်ရဒီသာကန်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင်ဒါတက်ဖွဲ့တွေရဲ့ အဆက်အသွယ်ရရင်ပဲဖြစ်ဖြစ်ဒါမျိုးတွေစူးစမ်းစီချင်တယ်ပေါ့နော်။ဘယ်နည်းနဲ့ပဲထွက်ထွက်လာထွက်လာဖို့အဓိကပဲကျွန်တော်တို့တော့လဲ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 ကျွန်တော်တို့ကြိုးဆိုတယ်ပေါ့နော်။ကျွန်တော်တို့ဒီတိုက်ပွဲဖြစ်မှအလံပြမထောင်နဲ့ကျွန်တော်တို့ကမတနာတဲ့ဘူး။ဒါပေါ့။ကျွန်တော်တို့ကြိုက်တယ်။တကံပြပြီးမှကြီးဆန်ကုံမှအဝိုင်းမီမှအလံပြထောင်နေဆိုရင်တော့ကျွန်တော်တို့မှထပ်ပြီးတော့စဉ်းစားမှမပါဘူးပေါ့။ဒါပေါ့။တက်ပွဲမဖြစ်ခင်ကတည်းကခင်ဗျားတို့မှစဉ်းစားဖို့အချိန်ရှိတယ်။ဆုံးဖြတ်ဖို့အချိန်ရှိတယ်။လုတ်ကင်ဖို့အချိန်ရှိတယ်။ရှိတဲ့အချိန်ကို အကောင်ဆုံးသုံးချပါဘောဒါပေါ့ဟုတ်ဆိုတော့တိုက်ပွဲဖြစ်မှာအလံဖြူမထောင်နဲ့ KNDF SNDF ကမတနာတတ်ဘူးအဲဒါကြောင့်မလို့အချိန်မီအလင်းဝင်အလင်းဝင်မို့အတွက်ကိုကိုကိုတိုင်းကျွန်တော်တို့အသက်အန္တရာယ်ကြားလေးရနေကဲထုတ်ပေးခဲ့ရတဲ့သူတွေရှိတယ်မိသားစုနဲ့ပြန်လည်တွေ့ဆုံခွင့်ရအောင်ကြိုးစားနေတဲ့ကြိုးစားပေးခဲ့တဲ့သူတွေလည်းရှိတယ်ဒါကတော့ KNDF SNDF လိုမျိုးတိုင်းဒါလန်နဲ့ဂိုင်းတွေပြင် PDF တွေပြင်တော်လိုင်းတက်ဖို့နေအများပြားဟာဒီလိုမျိုးစီရီယံဝင်လာတဲ့ညီကိုမောင်နှမတွေဒါပြည်သူစစ်သားတွေကိုပြန်ပြီးတော့မှပြောမယ်ဆိုရင် နိုင်တဲ့ဘက်ကနေပြီးတော့မှကိုညီပေးနေတဲ့အရာတွေအများကြီးပါအဲ့တော့အလင်းဝင်လက်နက်ချပြည်သူနဲ့ပူးပေါင်းပါโอเคဆိုတော့နောက်တစ်ဗီဒီယို file တစ်ခုကတော့ဆရာနေမျိုးစင်ရဲ့ဒေါ်လန်စကားတွေကိုကျွန်တော်တို့အားလုံးပဲအတူတူနားထောင်ကြည့်ရအောင်ပါဆိုတော့ဆရာနေမျိုးစင်ဆိုရင်လည်းဒါပြောမယ်ဆိုရင်လက်ရှိမှာလည်းဒါကရင်နေမှာဒါပြောမယ်ဆိုသူနိုင်တဲ့ဘက်ကနေပြီးတော့မှသူနိုင်တဲ့လောက်လုပ်ပေးနေတဲ့ဆရာတယောက်ဖြစ်တယ်အဲသူကိုယ်တိုင်လည်းဒါပြောမယ်ဆိုအခက်ခဲတွေပင်မဆင်းရဲတွေကြားရရနေပြီးတော့မှသူစူးစမ်းပန်းစားကိုသူလုတ်ပေးနေတယ်ဒီဟာပေါ်မှာတော့ကျွန်တော်တကယ်ကျေးဇူးအများကြီးတင်ပါတယ် ဆရာနေမျိုးစင်တို့လူမျိုးဟာတကယ်ကိုရှိတဲ့မှာတယ်အဲ့တော့ဆရာနေမျိုးစင်ရဲ့ပြောစကားတန်လေးတွေကိုအလုံးပဲတူတူနားထောင်ကြည့်အောင်ပါဖက်စစ်မေအောင်လိုင်းတို့အုပ်စုဘက်ကအင်းအားရစုံတရားတာလွန်လာပြီးတော့နော်ခြေမိုးနိုင်စွမ်းကြီးမားလာတယ်လို့ယူဆဆရာရှိတော်လည်းပဲတကယ်တော့သူတို့ထဲမှာအာနာလူနေတဲ့အတွက်ကြောင့်ကွဲကျင်နေတဲ့ချင်းချင်းကြားစစ်ဘုချုပ်အာနာရှင်ခွေးဘုချုပ်ချင်းချင်းကြားပြိပခပြဿနာတွေ နောက်ပြီးတော့ဂုံသိခါရလုံးဝအဖတ်ဆဲလို့မရတော့အောင်ဒီ9နှစ်တာလောက်တော်တွင်စူးစူးဝဝဖြတ်တန်းရက်ဆက်ရုပ်မာခဲ့တဲ့ဖက်စစ်တက်ကလုံရက်ကြောင့်သူတို့ချင်းချင်းအော်နှလုံးနာနေကြတဲ့အခြေအနေတွေနောက်ပြီးတော့ပြည်သူစစ်ဆိုပြီးအရင်တမဖန်စီပေါ်တာဆွဲရိုက်နဲ့ညှင်းပန်းစစ်တမ်းပေးဖို့မွေးစစ်မဖြစ်မနေတုံးဆွဲဆွဲလန်းစီကဒီဇွန်ဘီတွေလိုပေါ့ခြေထမ်းမှာအတီခံခိုင်းနေတဲ့လူငယ်လူရွယ်တွေကြောင့်ချင်းချင်းကြားထဲမှာ ဤသူစစ်ချင်းချင်းကြားထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်လက်ပါစီချင်း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 ကြားထဲမှာအဲကြီးမားတဲ့အမုန်းတရားတွေနဲ့ပြိပကဖြစ်ပေါ်နေတာတွေနောက်သူဖက်စစ်မင်းအွန်လိုင်းကိုနောက်ွယ်ကထောက်ပံ့ပေးနေတယ်ဆိုတော့တရုတ်ကွန်မြူနတီနဲ့ရုရှားကွန်မြူနတီဟာလည်းပဲအခုဆိုရင်သူတို့ကိုယ်တိုင်အဲဒီကဘာစစ်တက်တက်ကဘာစစ်ကိုတာဆူတဲ့အစပြုမှုကြောင့်ယူကရိန်းနဲ့ရုရှားဖြစ်နေတဲ့စစ်ပွဲအစ္စရေးနဲ့ပါလက်စတိုင်းဖြစ်နေတဲ့စစ်ပွဲအခုဆိုရင်ထိုင်ဝမ်ကို အကျူးကျော်ဖို့2029ခုမှာကျူးကျော်မယ်ဆိုတော့အစနစ်တကျပြင်ဆင်ထားတဲ့ဒီစီမံချက်တွေပေါက်ကြားလာတဲ့အချိန်ဒီချိန်မှာသူတို့တွေဟာတောကပြာပါရပွေလာပြီးတော့တရုတ်နဲ့ရုရှားဟာအကြီးမားတဲ့စစ်ရင်အားပုတ်တိုက်မှုတွေရင်ဆိုင်ရတော့မှာမို့လို့ဖက်စစ်ဂျမ်းဖက်စစ်ကောင်စီအဲဒီဆက်ကမအုပ်စုကိုရခင်ခတဲ့ရခင်ခလောက်ထောက်ပံ့မှုပေးလာနိုင်တော့မယ်မဟုတ်ဘူးအခြေအနေဖြစ်တယ်။ဒါကြောင့်မို့လို့မင်းအောင်လှိုင်ဟာရုရှားကို ကတော့ကမျောပြေးပြီးတော့တွားရောက်နသားပါရာဖာရာပြီးတော့ဖာဖာသာသာအပြုတ်မှုတွေနဲ့သူ့ကိုစစ်လက်နက်ပေးပါသူ့ကိုကူပါကယ်ပါလို့တွားတောင်းခံနေရတာဖြစ်တယ်ရှစ်ဆက်ပြီးတော့စင်ကြံကြံတိုက်ပြီဖြစ်ခြင်းအဖြစ်သူဖြစ်ခြင်းနဲ့တမတဖြစ်ခွင့်ရဖို့ဤပေါင်းစုံနဲ့ရက်ဆက်ရုပ်မာဖို့ကြိုးပမ်းလာတော့ကိုသူ့အောက်ခြေတက်ကစစ်ဘုတ်ချုပ်ကြီးငယ်တွေကလည်းပဲမလို့မုံထားနဲ့ချင်းချင်းကြားထဲမှာပြိပခါတွေဘုံဘုံကြီးထွားလာတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာ အဲဘလော့ပဲအဲကျွန်တော်တို့ဒီနွေဦးတော်လိုင်းကြီးပက်တော်သားတွေဖက်ကပေါ့နော်သူတဖြစ်တော့ပြည်သူမှပြည်သူအကူညီနဲ့ပဲရုန်းကန်နေရတဲ့ကျွန်တော်တို့ရဲ့ PDF အပါဝင်ပြည်သူအဖက်စစ်တော်လိုင်းကြီးအဲဒီတပ်သားတွေအတွက်အခက်ခဲတွေဒင်းကျန်းနဲ့ကြုံတွေ့နေရစေကမူကျွန်တော်တို့ဟာအမှန်နဲ့တရားပတ်သားဖြစ်တယ်နော်ကျွန်တော်တို့သတိရထားရမှာကဒီကျူဘာအဲကက်စထရိုတို့ကပေါ့နော်ဖြစ်ခဲ့တဲ့ဖြစ်စဉ်မျိုးတွေကိုကျွန်တော်တို့တမိုင်းမှာပြန်ဖတ်ပြီးတော့အခုချိန်မှာ ျွန်တော်တို့နိုင်ငံနဲ့ဆင်တူနေတဲ့လားလာတွေကိုအကဲဖြတ်ပြီးအားတင်းဖို့စူးစမ်းဖို့ရုံးကန်ကြဖို့လိုပါတယ်။အင်းဆိုတော့ဟိုဆရာနေဘောစင်တို့ဆိုတော့လေအခုချိန်မှာဒေါ်လာရေးအတွက်ကိုမြေပြင်မှာရောလာကျွန်တော်တို့လက်ရှိ online မှာရောဗောနော်သူတို့အနေနဲ့နိုင်ရဘက်ကသူလုတ်ပေးနေတော့အလုံးလဲတွေးကြပါပါ။ဒါအပြင်ကိုဆရာနေဘောစင်ဆိုရင်ဒါလက်ရှိတိုင်းရင်းသားနေမီနေပါဗောနော်ကလေးတွေစာသင်ခွင့်ရဖို့ကလေးတွေမှာလိုအပ်တဲ့အဓိကဒါကျွန်တော်တို့ဘာလေးလိုတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့မှာဘာ facility တွေလိုလဲဘာ equipment တွေလိုလဲအစရှိတဲ့ပြပေါ့နော် ဒါဒီဟာကိုလည်းသူကြိုးစားပန်းစားလုပ်ပေးနေတယ်လို့တိုက်ပွဲကြားထဲမှာလည်းဒါကျွန်တော်တို့ဒီစကဆစစ်ခွေးတွေဒီဘက်ကိုအလင်းပြန်လာဝင်ဖို့ရန်အတွက်အားလုံးတွေ့ကြမှာပါတိုက်ပွဲကြားထဲမှာအဲဒါကျွန်တော်တို့စော်ဩနေတဲ့ဥစ္စာမျိုးတွေအလင်းဝင်ဖို့တိုက်တွန်းနေတဲ့ဥစ္စာမျိုးတွေမြေပြင်အထိကိုဆင်းပြီးတော့လုံနေတဲ့ဆရာနေမျိုးစေရဲ့ကြိုးစားအထောက်မှုတွေအလုံးလည်းတွေ့ကြမှာပါဆိုတော့တေချာတစ်ခုကတော့ဆရာနေမျိုးစေကိုလည်းလေးစားတယ်တော်လိုင်းရွတ်ကိုနေသလောက်ပါဝင်ထောက်ပံ့လှူဒန်းနေကြတဲ့ညီကိုတွေတော်လိုင်းရွတ်အားသွန်ခွန်ဆိုင်ကိုကျွန်တော်တို့ ဒါတိုက်ပွဲဝင်နေကြတဲ့ PDN ညီကိုတွေတိုင်းသားလက်နက်ကိုင်ညီကိုတွေပလာတိုင်ကြီးရဲ့ဒီနေရာနဲ့ခြေထွက်တင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခေါက်မှပြန်ဆက်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေပလာတာ review လို့ YouTube channel ဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ဒေါ်လာမီများအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့တလုံးတော့ပြေဝနိုင်ကြပါသည်ဗျာ